မင်္ဂလာပါရှင် MNBC 2025အကြောင်းဆွေးနွေးတင်ဆက်ပေးနေတဲ့အစီအစဉ်ကနေပရိသတ်အားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါတယ်ရှင်ဒီနေ့ကျမတို့နဲ့အတူအဆောက်အအုံဆိုင်ရာကျွမ်းကျင်သူအင်ဂျင်နီယာတဦးကို ATW Construction Engineering Group မြိတ်မှထပ်မံဖိတ်ခေါ်ထားပါတယ်ရှင်မင်္ဂလာပါအကိုဟုတ်ကဲ့မင်္ဂလာပါညီမအကိုရှစ်တစ်ခေါက်တုန်းကနေရာနဲ့ကြံကြီးအဆက်တွေအကြောင်းပြောခဲ့တယ်နော်တကယ်လို့အဆောက်အအုံက STCC D E F လို့ငလင်အားပြင်းတဲ့ zone ဒီမှာရှိနေမယ်ပြီးတော့ janking ကလည်းအားပြော့သော janking flexible diaphragm ထိနေမယ်ဆိုနေရောတီးတက်လိုက်နိုင်ရမယ့်အချက်တွေရှိသေးလားရှင်ရှိတယ်ညီမအဲ့ဒီလိုအခြေအနေမျိုး SDC C D E F နဲ့ flexible diaphragm ဆိုရင်အပိုက်ခုံးတသမ၄တသမ၁တင်းနင်းပြောခဲ့တဲ့အချက်တွေအပြင်နောက်ထပ်ညီမချင်း၃တသမ၄၃ခွတ်ချက်ရမယ် out of plane out ကိုပါ ထပ်ပြီးခန်းနိုင်ရေရှိရောက်လောက်ရမယ်။ညီမြချင်း3.33တမ33ခွန်မှာပါတဲ့ FB ဆိုတဲ့ design အားကိုရဖို့ဘာတွေကိုထည့်တွေ့ရမလဲအကို FB ဆိုတာတခုချင်းကြောက်ချမ်းဆွဲ anchor တခုစီရခန်းနိုင်ရေရှိရမယ် design အားပါ။သူ့ကိုတွက်ဖို့ SDS ကပုံမှန်3.4.4ကာလာတိုဒီဇိုင်းရောင်စဉ်တုံ့ပြန်မှုအချိန်မြင့်ဂိမ်းအိုင်က ပုံမှန်3.4.3ငါ3.3 ပတ်ရတဲ့အဆောင်အုံအရေးပါမှုဂိမ်းရှင် WP ကအဲ့ဒီ anchor တစ်ခုချင်းစီကထမ်းထားရမယ်နေညာရဲ့အလေးချိန် weight of the world tributary to the anchor တို့အဓိကလိုအပ်တယ်အကိုငလျင်အန်ဒီများတဲ့ SDC C D E F ဆုံးတွေမှာရှိတဲ့အဆောင်အုံတွေအတွက် diaphragm design လုပ်ခဲ့အခါနေရန်ကလာတဲ့အားတွေကို diaphragm နဲ့ကိုဘယ်လိုလုံလုံချုံချုံလွှဲပြောင်းပေးရမလဲရှင်ဒါကအလွန်အရေးကြီးတဲ့ load path အားလန်းကြောင်းကိစ္စပါ။နေရန်ကလာတဲ့ angrage အားတွေကို diaphragm ရဲ့အဆုံးမှာပဲထားလို့မရဘူး။ diaphragm cord တွေချားမှာရှိတဲ့နေရာတွေအထိမျှဝေရောက်ရှိသွားအောင်အဆက်မပြတ်တဲ့ tightness stretch များ continuous tension stress ကိုအသုံးပြုပြီးတည်ဆုံသွားရမယ်။အဲ့ဒီ asset conditions တွေကဘယ်လိုပုံစံမျိုးဖြစ်ရမလဲ။တာမန်တန်ရိုက်ထားတာလောက်နဲ့ရလား။မရပါဘူး။ diaphragm condition တွေဟာခံမမှုရှိရမယ်။ခုမှတတ်မှတ်ထားတာ positive mechanical ဒါမှမဟုတ် welded ဖြစ်ရမယ်တကယ်လို့ diaphragm ကအရင်ကျယ်နေတော့အားကိုတိုက်ရိုက်ပို့ဖို့ခက်နေရင် sub diaphragm တွေတုံးလို့ရတယ်လို့ကြားဖို့ပါတယ်အဲ့ဒါဟုတ်တလားရှင်ဟုတ်ပါတယ် sub diaphragm တွေတုံးခွင့်ပြုပါတယ် anchorage အားကိုအဓိက cross dync ရောက်အောင်ပို့ဖို့ဂျာကန်အနေနဲ့ cord တွေတုံးပြီး sub diaphragm ငယ်လေးတွေတည်ဆောက်လို့ရတယ်ဒါပေမဲ့ contact ချက်တခုတော့ရှိတယ်အဲ့ဒီ sub diaphragm ရဲ့ အလျာအနံ့အချိုး aspect ratio ဟာ2.5 to 1ထက်မပိုရဘူးဟုတ်ကဲ့ဒီ connector ကို diaphragm ထဲမှာ block ထိမြုပ်နှံထားရမလဲဆိုရရောတတ်မှတ်ချက်ရှိလားကိုရှိပါတယ်ညီမ connector ကို diaphragm အစွမ်းမတင်ရထားမှမရဘူးအားကိုလွှဲပြောင်းယူနိုင်ဖို့အတွက်လုံလောက်တဲ့အကွာအဝေး sufficient length for development ရရှိတဲ့အထိ diaphragm အတွင်းပိုင်းထဲကိုထည့်သွင်းမြုပ်နှံထားရပါမယ်ဒါမှသာ diaphragm နဲ့တွဲဆက်ထားတဲ့အစိပ်ပိုင်းတွေကြာကအားတွေကိုအပြည့်အဝခံနိုင်မယ်။တမနီအစိပ်ပိုင်း steel elements တွေနဲ့ပတ်သက်ပြီးပုံမှန်တွဲထားတဲ့အားတိုင်းပဲယူလို့မရဘူးလားရှင်။ဟုတ်ကဲ့ anguish system ထဲမှာပါတဲ့ steel elements တွေအတွက်ဆိုရင်ပုံမှန်တွဲထားတဲ့ design အားကို1.3စ1.4 times တိုးမြင့်ပြီးတွက်ချက်ရမယ်လို့သတ်မှတ်ထားပါတယ်။ဒါပေမဲ့ twin jet အနေနဲ့ anchor bolt တွေနဲ့ ကွန်ကရစ်ထဲမြုပ်မဲ့တန်ကြောင်း reinforcing steel တွေအတွက်တော့ဒီတိတိတမလင်းစာတိုးမြင့်ခြင်းလောက်ဆရာမလို့ပါဘူးဟုတ်ကဲ့တသားချန်ခင် wood reference တရားတို့ကြတော့ရောဘလို့တတိထားမလဲကိုတသားချန်ခင်တွေမှာအခင်းပြားရှိတဲ့အပြင် continuous style လို့ခေါ်တဲ့အဆက်မတည့်ချီနှောင်တဲ့ကျိုးတန်းတွေကိုမဖြစ်မနေထည့်သွင်းပေးရမယ်။ပြီးတော့သတိထားရမှာက anchorage လို့တဲ့အခါအလွယ်တကူပြုတ်ထွက်ထားနိုင်တဲ့ tô nê tàn của sóng dạy chín miếu của lống hoa tống huyền mà biểu vũ. Nó bi <laughs> Wood Ledger, tư tá bốc khủng đi của tống mẹ xôi lệ, tư tá ấy ở tá tì à lén cháu nè, căn lăn phẹt thức bổ mẹ, quý nhột á, cross grain bending nè, xuê á tension đi của thích xế mẹ bùng giàn miếu, thẻ tuyên mà sinh ra nhà hù. Metal deck, tớ tu chàng nghiên đi chà rồi ạ cô, tu đó cô, continuous tay anh ấy nè, yu xa lù yà là xin. Metal deck đi của tu yè căn lăn phẹt lén cháu, transverse direction အတွက်ဆိုရင်တော့ continuous တိုင်းအထိမယူဆတတ်ပါဘူး။အဲ့ဒီလမ်းကြောင်းအတွက်တီးတန့်တိုင်းနေထည့်ပေးဖို့လိုပါလိမ့်မယ်။နယံနဲ့ diaphragm ကိုတွဲဆက်ဖို့တံပြားကျို embedded straps တွေသုံးရခါကြရင်ရောဘာကိုဂရုစိုက်ရမလဲကို။အဲ့ဒီ embedded straps တွေကိုနယံနဲ့မြုပ်တဲ့အခါနယံထဲမှာရှိတဲ့တန်ကြောင်း reinforcing steel တွေနဲ့မြဲမြံစွာတွဲဆက်ထားမိစေဖို့အထူးဂရုစိုက်ဆောင်လွှဲရပါမယ်။ဒါမှအားကတန်ကြောင်းစီကိုကောင်းကောင်းစီးဆင်းတော့မှာပါ။ တကယ်လို့နယံတွဲဆန်မှုစနစ်တွေမှာမွန်အားကဗရေတဲ့တဲ့မကြဘဲဘေးလွဲပြီးတက်ရောက်နေရင် eccentrically လုတ်တဲ့ဘလူးလုတ်မလဲအကိုအဲ့ဒီလိုဘ ਹੁ သွေးဖေးခွားမွန်အားတွေတက်ရောက်နေပြီဆိုရင်တော့အဲ့ဒီသွေးဖေးမှု eccentricity ကြောင့်ထပ်မံဖတ်ပေါ်လာမယ့်အားတွေကိုပါစနစ်လက်ခံနိုင်ရရှိအောင်ထဲ့သွင်းတွက်ချက်ပြီးဒီဇိုင်းဆွဲရပါမယ်နောက်ဆုံးတစ်ခုအနေနဲ့နေရံမှာပလတ်စတာနေရံကတိုင်တွေပါနေရင်ရောတွက်ချက်ပုံပြောင်းသွားမလားရှင်တွက်ချက်ပုံပြောင်းသွားတယ်ညီမ ပလတ်စတာတွေရှိနေရင်တွဲဆက်မှု connection တွေကိုတွက်တဲ့အခါပလတ်စတာကိုယ်တိုင်မှာထက်ပေါ်နေတဲ့အားတွေနဲ့နယံငတ်နေပလတ်စတာစီကိုတက်ရောက်လာမဲ့အားတွေအဲ့ဒီအားနှစ်ခုလုံးကိုထည့်သွင်းစဉ်းစားရမယ်။ဒါပေမဲ့ဘလို့ပဲပေါင်ပေါင်ရလာတဲ့တန်ဖိုးကအနည်းဆုံးရှိရမဲ့ minimum anchorage force ထက်တော့မလျော်နည်းစေရပါဘူး။ အခုလိုအသေးစိတ်ဆင်းပြပေးတဲ့အတွား ATW Construction Engineering Group မြေကအခုကိုရောအစီအစဉ်ကိုကြီးစုနားဆင်ပေးကြတဲ့ပရိသတ်အားလုံးကိုလည်းကျေးဇူးအများကြီးတင်ပါတယ်ရှင်။ဒီနေ့အစီအစဉ်လေးကိုဒီမှာပဲရပ်နားလိုက်ပါမယ်ရှင်။နောက်တစ်ခေါက်မှလည်း MMBC 2025အပိုင်း3ရဲ့အခန်းခွဲ3.3ရဲ့ကြန့်ရှိသောစိတ်ဝင်စားခွဲအကြောင်းအရာတွေနဲ့ပြန်လည်ဆုံတွေ့ကြပါမယ်။အားလုံးပဲပျော်ရွှင်မှန်းနေလေးချက်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်ရှင်။